ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာနေတာပဲဖြစ်ပါတယ်။တွန်လာပိုင်းကလာစာဗုဒ္ဓဘုရားသမီးများအတွက်ဒီဟောစရာလေးတွေကိုကျွန်တော်ပြောပြပေးသားမှာဖြစ်ပါတယ်။အဲ့တော့တွန်လာပိုင်းမှာပေါ့နော်ဗုဒ္ဓဘုရားသမီးများအနေနဲ့မိမိတို့ရဲ့ဒီအခွင့်အရေးတွေမိမိတို့ရဲ့ဒီအခွင့်အရေးကောင်းတွေလမ်းစာကောင်းတွေဒီလမှာပေါ်လာတတ်ပါတယ်။ရည်မှန်းချက်တွေပြုလုပ်ဖို့ရည်မှန်းချက်တွေပြည့်စုံဖို့တို့ဒီလမှာဒီသူလူရားလေးတွေပေါ့နော်ကံကောင်းမှုတွေကြုံရတတ်ဖို့လည်းရှိပါတယ်။မိမိလှုပ်ချင်တဲ့လမ်းစာတွေပေါ့ပေါ်လာတတ်တယ်ပေါ့နော်။ ောက်ပြီးဒီလကာလမှာပေါ့နော်အလောက်ကင်ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီလမှာအလောက်ကင်ခွင့်ရီခွင့်ရီကောင်းတွေရတာမျိုးတွေရှိပါတယ်အကြောင်းမလို့ဒီလထဲမှာလောက်ဘာပဲလောက်လောက်ဘာပဲကြိုက်ကြအလောက်ကင်ကိစ္စတွေညီမန်းချက်တွေနဲ့ပတ်သက်တဲ့ကိစ္စတွေရွေချက်တွေနဲ့ပတ်သက်တဲ့ကိစ္စရည်တွေဆိုရင်ဒီလမှာလောက်ဆရာရှိရာကို ပြက်ပြက်သားသားနဲ့စေတနာပါပါလေးလောက်ပေးခြင်းဖြင့်ဒီလကိုအကြောင်းပြုပြီးတော့မိမိရဲ့ကံကောင်းခြင်းတွေကံကောင်းမှုတွေကတဟုန်တိုးတိုးတက်လာမှာဖြစ်တယ် အဲအဲ့လိုမျိုးမဟုတ်ပဲနေမိမိကဒီပုံမှန်တိုင်းပဲပေါ့နော်ဟိုဟိုတာဝန်ကြီးပေါ့တာဝန်ကြီးဆိုရဲဆိုရဲနေရာမှာလဲဝတရားကြကြတာဝန်ကြီးလေးပဲလုပ်မယ်ဆိုရင်တော့ဒီလဒီလကိုအကြောင်းယူတော့ဘာမှတိုးတက်လာမှာမဟုတ်ဘူးအဲ့တော့မိစိတ်ကလည်းစိတ်ပါလက်ပါနဲ့စေတနာပါပါလေးနဲ့ဒီလမှာအလုပ်ပဲဖြစ်ဖြစ်ကိစ္စပဲဖြစ်ဖြစ်အကျိုးကိစ္စပဲဖြစ်ဖြစ်ပညာရေးနဲ့ပတ်သက်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဘာပဲလုပ်လို့ပေါ့အကုန်လုံးမှန်မြန်အားလုံးကိုစေတနာပါပါလေးလုပ်ပြီး အဲ့ဒါဆိုရင်ဒီလမှာကောင်းကျိုးရတာလေးစေတနာမပါတဲ့အရာတွေကတော့ဒီလမှာဒုက္ခရပါလိမ့်မယ်ဒုက္ခပေးပါလိမ့်မယ်ဒါမို့အကျိုးအာနိသင်နည်းရာတွေဖြစ်ပါလိမ့်မယ်လို့ကျွန်တော်နေပြောခြင်းနဲ့ဟိုနောက်တစ်ခုကျတော့ပါလဲဆိုတော့ဒီလမှာမိမိမျော်လင့်နေတဲ့ကိစ္စတွေယူရထားတဲ့ကိစ္စတွေဒီလမှာပြည်လာဖို့ရှိပါတယ်မိကဘာတွေအစီအမီဖို့ဘာတွေယူရတာရှိတယ်ဆိုဒီလမှာဆင်မီလာဖို့ရှိတယ်တကူဒူးစန်းနာကျတော့ပါလဲဆိုဒီလမှာပေါ့နော်မိမိက ီမိမိရှိရနေပြီးတော့မပတ်စံချီတာမျိုးတွေနောက်ငားချီရချီတာမျိုးတွေလုံးဝလုံးဝမလုပ်ပါနဲ့ဟိုကလည်းများကိုသွားမချီနဲ့ကိုရှိလည်းချီရလဲလက်မခံနဲ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးပြောချင်တယ်နောက်ပြီးဒီလမှာအဲ့လို PC မိမိတံမိုးထားတဲ့ PC ပျောက်တာမျိုးတွေအခိုးခံရတာမျိုးတွေလုခံရတာမျိုးတွေလည်းရှိတတ်တယ်အဲအကြောင်းမလို့သွားတာလာတာစားတာတောက်တာစသတိထားပြီးပါ ဟိုနော်တတိထားပေးပါအဲ့လိုမျိုးမဟုတ်ဘူးဆိုရင်တော့မိမရှိရဲ့မရှိမဲ့ PC ဟိပျောက်သွားမျိုးရှတာမျိုးအခိုးခံတာမျိုးအလုခံတာမျိုးပေါ့နော်အလုခံရတယ်ဆိုရင်ကိစ္စပါပြီးသားမလို့တနိုင်တော့တတိထားပါအလုခံရရင်အလုခံရရင်နောက်မှာနော်ခေါင်းခွဲတာတွေဒါပါလာတတ်ပါတယ်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတတိထားစေချင်ပါတယ်ပေါ့နော်နောက်ကြတော့ပါဒီလမှာပေါ့နော်ဆုံးဖြတ်ချက်တစ်ခုခုချရမယ်ဆိုရင်ဒီလချဖို့တင့်တော်တဲ့လပါပြောချင်တာတော့ပါဘာဆုံးဖြတ်ချက်ချမှာလဲ ါလုပ်မယ်ဒါမလုပ်ဘူးဒါသွားမယ်ဒါမသွားဘူးဒီမြန်မာနေမယ်မြန်မာမနေဘူးဒီဟာလုပ်မယ်ဒီဟာလုပ်မယ်ဆိုတော့ဗီဇာနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချက်တစ်ခုခုကိုခိုင်ခိုင်မာမာချတဲ့နယ်လာပါအေးအဲ့လိုမျိုးဆုံးဖြတ်ချက်တစ်ခုခုကိုမချဘူးဆိုရင်တော့ခွေးလုံးလုံးဖြစ်မဲ့လလို့ပြောလို့ရတယ်နော်ချိန်မှပြောခဲ့ရတယ်နော်ကောင်းတယ်လို့ပြောခဲ့တယ်မှန်တယ်ကောင်းတယ်နော်ကောင်းတယ်ဆိုတာဂျိုင်းလေးပဲနေမကောင်းနော်လုံးစရာရှိရအောင်စေနာပါပါလုံးသွားစရာရှိရအောင်သွားလာစရာရှိရအောင်လာဆုံးဖြတ်ချက်ရှိရအောင်ရဲဝုံဝုံချနော် ဒါကြီးလောက်လိုက်အစီမြေမှာလားခွားယူလိုက်အစီမြေမှာလားဆိုတဲ့ဟာမျိုးမဟုတ်ဘူးကောင်းတည်ဖြစ်စေစိုးတည်ဖြစ်စေစုံဖြစ်ချက်ရဲရဲချပြီးလုံးစရာရှိတာကိုလောက်ပါစေနာပါမနဲ့လောက်ဘာလုံးဆိုဒီလောက်ကမိမိကဟိုလောက်ချင်လို့မဟုတ်ဘူးဟိုမဖြစ်မနေလောက်ရမှာမလို့လုံနေရတယ်လုံနေပလိစီအောင်စေနာပါဘာလောက်အဲ့စေနာပါဘာလုံချင်းရဒီလမှာအများကြီးကြိုးအားနေနေပေးပါလိမ့်မယ်အကျိုးပြည့်တော့မပေးပါလိမ့်မယ်နော်တော့ဒီလမှာမွေးပါရစုမယ်လို့ပါရွေးတယ်ဆိုဒီလမှာစစုပါ စုပါလုပ်ပေးပါလို့ကျွန်တော်နေပြောချင်တယ်။နောက်ပြီးတော့စီးပွားရေးကိစ္စတွေနဲ့ပတ်သက်ပြီးပြောရဆိုရင်တော့ဒီလောက်ရာရှိရာကိုပြတ်တာလုပ်ပါစီးပွားရေးလူမှုရေးပညာရေးအကုန်လုံးပဲ။အဲ့တော့ဒီညမှာအခြေအပါပါပါတယ်အခြေအည်လေအခြေအည်မှာလေမိမာဆုံးတဲ့အခက်နေတဲ့ကိစ္စမျိုးတွေကြုံပါကြုံရတာရှိမယ်ဆိုဒီလမှာဆုံးမချက်ကောင်းကောင်းလေးချပေးပါသူနဲ့ကွဲရမလားသူနဲ့ပြန်ဆက်ရမလားဟိုသူနဲ့ဒီတိုင်းပဲဆက်သွားရမလားဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကို့မှာတန်တရားတွေရောထူးနေတဲ့အခြေအနေမျိုးဖြစ်နေမယ်ဆိုရင်လေ တဏှာတွေကြားထဲမှာမနေပါနဲ့စုံဖြတ်ချက်အဲ့ဒါတားလို့ပါဆက်သွားရင်သွားပါကွဲမယ်ဆိုလည်းကွဲပါဟိုဆက်ဟိုလုံးစရာရှိတာဒီကိုပြန်သားလို့ပါအဲ့လိုမျိုးမဟုတ်ပန်းနေဆိုရင်ဒီဟိုအပြည့်ပြည့်နဲ့နှာခေါင်းသွေးထွက်ပြီးတော့စိတ်အဆင်မပြေတာမျိုးတွေဟိုစိတ်ဝိဟာတာကွဲတာမျိုးတွေဖြစ်ပေါ်လာတတ်ပါတယ်နောက်ပြီးတော့ ကျမအင်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ဒီလမှာပေါ့နော်ကျမအင်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုခုနကပေါ့နော်ဒီအဲ့လိုအလုတ်ခံရတာမျိုးတို့အရိုက်ခံရတာမျိုးတို့နောက်ကိုမလုတ်ဘဲနဲ့ခြေလို့ခံရတဲ့ကိစ္စရဲ့တချို့မလို့ကိုကဒီပေါ့နော်တက်တက်ဟိုဒုက္ခရောက်တဲ့အကြောင်းပေါ့နော်အဲ့ဒါအကြောင်းမလို့ကိုကအဲ့လိုစိတ်ထောင်းကိုကြည်တာကြီးဖြစ်တတ်တယ်အဲ့ဒါကဒီလမှာပေါ့ပါလေးသွားစေစရာပါပါလေးလို့ဒီဟိုဘယ်လိုခေါ်လဲဆိုတော့ဟိုလုတ်ချင်လို့မဟုတ်ဘဲနဲ့လုတ်နေရလုတ်နေလုတ်နေရပါလိမ့်မယ် မဲ့အဲ့အားလုံးကိုစေနာလေးထည့်ပြီးလုပ်လိုက်ပါအဲ့ဒါဆိုရင်မိမိအံဝင်ကွင်ကြပြီးပြီးတော့အဆင်ပြေပါလိမ့်မယ်အဲ့လိုမျိုးမဟုတ်ပဲနေဆိုရင်ဒီလိုအခြေအနေမျိုးကြီးကိုကိုကအဆင်မပြေဘူးအာကိုကကိုဟိုအားဆိုင်ပြီးတော့လုံနေရတဲ့အခြေအနေမျိုးမှာဆိုရင်အဲ့လိုစိတ်ထောင်းပူကြည့်ပြီးတော့စိတ်ပင်ပန်းတာမျိုးလူပင်ပန်းတာမျိုးဖြစ်ပြီးတော့မူလဲရအောင်တတိနှစ်တာမျိုးတွေပါဖြစ်လာတတ်ပါတယ်အဲကြောင့်မလို့အားရှိအောင်နေပါအားပါအောင်နေပါအားရအောင်နေပါလို့ကျွန်တော်နေနဲ့ပြောချင်ပါတယ်ကဲ ဒီရရရာနေနဲ့ပြောရမယ်ဆိုရင်ဒီလမှာပေါ့နော်ကျွန်တော်တို့ဒီဒီကလေးတွေပေါ့ဆယ်နှစ်ယောက်ကလေးတွေကိုအဲ့လိုမုတ်ကျွေးတာတွေမုတ်ဝေပေးတာမျိုးတွေစာရေးကိရိယာတွေလှူပေးတာမျိုးတွေနောက်ပြီးတော့ပညာရေးနဲ့ပတ်သက်ပြီးတော့တစ်ခုခုလှူပေးတာမျိုးတွေလုပ်ပေးပါအဲ့လိုမျိုးဆိုတော့ပြီးတော့လုပ်ပေးစရာရှိရလုပ်ပေးပါအကန့်အသတ်မရှိပါဘူးရေးရွက်မရှိပါဘူးမိမိတက်နိုင်တဲ့လောက်တက်နိုင်တာတက်ပို့ပြီးလုပ်ပေးပါအဲ့ဒါဆိုမိမိရဲ့ကိစ္စတွေအခက်အခဲတွေဒီလေသွားပါလိမ့်မယ်အားလုံးပဲအစီအမေချုံကြပါစေ